ကဘာပေါ်မှာရှိသမျှလူတိုင်းကတော့ပျော်ရွှင်ခြင်းကြပါတယ်။ဒါပေမဲ့ပျော်ရွှင်ခြင်းဆိုတာကတော့အတိတ်ဘယ်တစ်ခုလဲတိတိကျကျဖော်ပြလို့မရပါဘူး။တချို့လူတွေမှာပျော်ရွှင်မှုကငွေကြေးရနေလာတာဖြစ်ပြီးတချို့တွေကတော့မိသားစုတွေဆုံဆုံလင်လင်ညစာစားကြတာဟောပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ဒီလိုလူတယောက်နဲ့တယောက်ပျော်ရွှင်မှုကိုတိုင်းတာကြတဲ့ပေဒံတွေမတူညီကြသလိုကဘာတဝမ်းကနိုင်ငံအတိုင်းမှာလည်းပျော်ရွှင်မှုကိုမတူညီတဲ့အတိုင်းအတာတွေနဲ့တိုင်းတာနေကြတာဖြစ်ပါတယ်။ဒီလိုတိုင်းတာထားတဲ့ကဘာတဝမ်းမှာရှိတဲ့နိုင်ငံတစ်ခုချင်းစီရဲ့ပျော်ရွှင်မှုတိုင်းတာချက်တွေကို War Happiness Report ဆိုပြီးနှစ်စဉ်စာရင်းထုတ်ပြန်နေတာတွေလည်းရှိပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာလည်း နိုင်ငံအသီးသီးရပျော်ရွှင်မှုတွေကိုဘယ်အရာတွေနဲ့တိုင်းတာပြီးတော့ဘယ်နိုင်ငံတွေကကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံတွေဖြစ်နေလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာဘယ်နိုင်ငံတွေကအပျော်ရွှင်ဆုံးနိုင်ငံတွေဖြစ်ပြီးတော့သူတို့ရဲ့ပျော်ရွှင်မှုတွေနဲ့ဘယ်အရာတွေကို တိုင်းတာရလဲဆိုတာကိုသိရဖို့အတွက်အခုပဲဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်1ဖင်လန် ဖင်လန်နိုင်ငံကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်နှီးပါးကျော်ကလေးက World Happiness Report မှာထိတ်ဆုံးနေရာကိုသိမ်းပိုက်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဖင်လန်နိုင်ငံကတော့တဘာဝတရားလည်းလှပလွန်သလိုလူတွေရဲ့နေထိုင်မှုပုံစံတွေကိုလည်းအလွန်တန်ဖိုးထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ဆင်လန်နိုင်ငံမှာဆိုရင်လူတွေဟာတယောက်နဲ့တယောက်လဲရိုင်းပင်းကြသလိုပညာရေးစနစ်လဲကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုနဲ့ပတ်သက်ရင်လည်းအခမဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပေးထားသလိုအလုံးနဲ့ကိုယ်ပိုင်ဘဝကိုလည်းဟန်ချက်ညီအောင်ထားကြတဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါကြောင့်ဖင်လန်နိုင်ငံကလူတွေကတော့ပျော်ရွှင်မှုဆိုတဲ့အရာကိုအေးအေးချမ်းချမ်းနေရခြင်းဆိုတဲ့အရာနဲ့တိုင်းတာကြရပဲဖြစ်ပါတယ်။နံပါတ်1ဒိန်းမတ်ဒိန်းမတ်နိုင်ငံကလည်းပျော်ရွှင်မှုနဲ့ပတ်သက်လာရင်ထိတ်တန့်ရောက်နေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒိမတ်နိုင်ငံမှာဆိုရင်လူတိုင်းကကိုယ့်ဘဝကိုကိုယ်တိုင်ထိန်းချုပ်နိုင်ကြပြီးတော့လူမှုတန်ဖိုးတွေကိုလည်းအလေးထားတဲ့နိုင်ငံပဲဖြစ်ပါတယ်အစိုးရအပေါ်ယုံကြည်မှုကလည်းမြင့်မားပြီးရိုးသားမှုနဲ့လူမှုညီညွတ်မှုကိုတံမိုးထားကြတဲ့နိုင်ငံလည်းဖြစ်ပါတယ်။အလုံးနဲ့ဘဝလည်းထိန်းကြီးမှုကောင်းကြသလိုမိသားစုအချင်းတွေကိုလည်းတံမိုးထားကြတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်ဒိမတ်နိုင်ငံကတော့အလုံးနဲ့ဘဝထပ်တူကြပြီးမိသားစုနဲ့ဖြတ်သန်းရတဲ့အချိန်ပေါ်မူတည်ပြီးပျော်ရွှင်မှုကိုတိုင်းတာကြတဲ့နိုင်ငံပဲဖြစ်ပါတယ်။နံပါတ်3ကော့စတာရီကာကော့စတာရီကာနိုင်ငံဆိုရင်လည်းငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့ပဲရည်ရွယ်ပြီးတော့စစ်တပ်ကိုဖြတ်သိမ်းလိုက်တဲ့နိုင်ငံဖြစ်ပါတယ်။စစ်တပ်မရှိပေမဲ့ငြိမ်းချမ်းမှုနဲ့တိုင်းပြည်တစ်ခုကိုအောင်မြင်အောင်တည်ဆောက်နိုင်တယ်လို့တတ်တည်ပြထားတဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဒီနိုင်ငံမှာဆိုရင်တဘာဝအလှတရားတွေကိုထိမ့်သိမ်းကာကွယ်ထားရုံသာမကပဲတယောက်နဲ့တယောက်လည်းအချင်းချင်းကူညီမှုအပြည့်နဲ့တိစောက်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်ကော့စတာရီကာနိုင်ငံမှာဆိုရင်တော့ပျော်ရွှင်မှုကိုငြိမ်းချမ်းရေးနဲ့တိုက်တာပဲဖြစ်ပါတယ်။နံပါတ်၄ဘူတန်ဘူတန်နိုင်ငံကတော့ပျော်ရွှင်မှုကိုပတ်စံနဲ့တိုင်းတာတဲ့နိုင်ငံမဟုတ်သလို GDP နဲ့လည်းမတိုင်းတာပါဘူး။အဲ့ဒီအစား Gross National Happiness ကိုအသုံးပြုပြီးတော့တိုင်းတာရတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ဘဝအဆင်ပြေမှုတွေယဉ်ကျေးမှုအမွေအနှစ်တွေကိုထိမ့်သိမ်းထားနိုင်မှုတွေနဲ့တဘာဝနဲ့အညီနေထိုင်ခြင်းဆိုတာတွေဟာသူတို့ရဲ့ပျော်ရွှင်မှုကိုတိုင်းတာတဲ့စံနှုန်းတွေပဲဖြစ်ပါတယ်ဘူတန်နိုင်ငံသားတွေကတော့တာမန်ဘဝကိုပဲလိုချင်ကြပြီးတနေ့တာငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေကနေပျော်စရာကိုရှာဖွေနေကြရပဲဖြစ်ပါတယ်။နံပါတ်5နယူးဇီလန်နယူးဇီလန်နိုင်ငံကတော့သဘာဝအလှအပတွေနဲ့နာမည်ကြီးတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ထူးခြားချက်ကတော့အစိုးရကလူမှုရေးရဲ့စကားသံတွေကိုနားထောင်တုံ့ပြန်ပေးတတ်ပြီးတော့လူတိုင်းအတွက်ဒဏ်တူညီများမှုရှိတဲ့စနစ်ရှိတာပဲဖြစ်ပါတယ်ဂျန်ဒါခွဲခြားမှုမရှိတာမိသားစုဝင်အချင်းချင်းလေးစားတတ်ကြတာတွေကြောင့်လူမှုတန်ဖိုးကလည်းမြင်မကြပါဗျ။ဒီချက်တွေရပဲသူတို့ရဲ့ပျော်ရွှင်မှုအတွက်အကြောင်းပြချက်တွေဖြစ်နေကြဖြစ်ပါတယ်။ ကဲအခုဆိုရင်တော့အပျော်ရွှင်ဆုံးနိုင်ငံတွေကလူတွေရဲ့ပျော်ရွှင်မှုတိုင်းတာတဲ့စံနှုန်းတွေအကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။အခုလို့ဘ ഹു သုတရစရာအကြောင်းအရာလေးတွေကိုအမြဲမပြတ်နားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့နဲ့နော်။